မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဘူးတီတောင်မြို့အနီးပတ်ဝင်းကျင်ကိုမေလ12ရက်နေ့ညပိုင်းကစစ်ကောင်စီကညအချိန်မှာလေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်လှုပ်ဆောင်ခဲ့ပြီးတော့စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA ကသိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ခမရ345နဲ့35နှစ်ကိုအေကတိမ့်လိုက်ပြီလို့သိရတယ်။အဲဒါကြောင့်စစ်တပ်ကတိုက်လေရင်နေနဲ့ဘုံတွေဇက်တိုက်ကျဲနေတယ်ဒုက္ခတွေတွေလည်းအတော်ကုန်များတယ်ပြေးနေရတာတက်တောင်းလောက်ကိုထွက်ပြေးနေရတာလို့ရခိုင်ဒေသကစီရေးတရင်ရင်းမိကပြောဆိုထားပါရယ်။မေလ12ရက်နေ့ညပိုင်းကမော်ဘီလေတပ်မကွေးလေတပ်နဲ့တရဦးလေတပ်တို့ကတိုက်လေရင်များ112လေရင်များကရခိုင်ပြည်နယ်ဘူးစီတောင်မြို့နယ်အတွင်းမှာဘုံကျဲပြက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ကြောင်းစစ်တပ်တရင်ရင်းမိထံကနေပြီးတော့သိရှိရပါရယ်။ဘူးစီတောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်ရင်းစခန်းဌာနချုပ် တရရင်နဲ့ဌာနချုပ်၁၂ခုတည်းကတရရင်အဖွဲ့နဲ့ဌာနချုပ်၅ခုကိုမတ်လ၂၅ရက်နေ့ကနေမေလ၃ရက်နေ့အတွဲတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်လက်ရှိမှာ ခမာယ၃၄၅နဲ့ခမာယ၃၅၂တို့ကိုတိမ့်ပိုက်လိုက်ရာ AA ကတိမ့်ပိုက်ထားတဲ့တရရင်တပ်ဖွဲ့ခုနှစ်ခုထိရှိလာပြီဖြစ်ကြောင်းသိရှိရပါတယ်ဘူးဒီတောင်မှာစကခ၁၅ဘူးဒီတောင်လက်အောက်မှာရှိတဲ့တရရင်များဖြစ်ကြတယ်ခမာယ၃၄၅ခမာယ၃၅၂ခမာယ၃၅၃ခမာယ၅၃၅ခမာယ၅၅၁ခမာယ၅၅၂ ခမရ964ခမရ965တရင်များနဲ့ဘူဒီတောင်ဘူဟာလက်အောက်ခံတရင်များဖြစ်ကြတယ်ခလာရ233ခလာရ234ခလာရ263နဲ့အမတ308အပဝင်တရင်တပ်ဖွဲ့12ခုရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့မှာအကြက်ဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ဇနီးကျူကျူလှရဲ့ဇာတိကြီးရွာဇီးကျွန်းကို အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့တောက်လျှောက်စိုးသလိုပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျူကျူလိုက်ရဲ့ဇာတိကြီးရွာဇီးကျွန်းကိုအေအေတက်ကတင်ပိုက်လိုက်တဲ့အတွက်ကြောင့်စစ်ကောင်စီဘက်ကတောက်လျှောက်စိုးသလိုလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။ဇီးကျွန်းကြီးရွာကပြည်သူတချို့ဟာလည်းထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်။မနေ့ကဇီးကျွန်းရွာတဲကိုလက်နက်ကြီးနဲ့စစ်တပ်ကပစ်တယ်။မနေ့ကမနက်ပိုင်းမှာတယ်လက်နက်ကြီးကြီးသုံးလုံးကြတယ်။နွားနှောက်ကောင်သေးတယ်။မနေ့ကညနေမှာလက်နက်ကြီးနှလုံးထပ်ပစ်တယ်။အေအေတွေရှိနေတယ်ဆိုပြီးတော့ တောက်လျှောက်ကိုစစ်တပ်ကပြစ်နေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။လက်ရှိမှာတိုက်ပွဲများဟာတန်ရွဲမျိုးနဲ့အနီးဆုံးနေရာအထိကိုရောက်ရှိလာနေတယ်လို့သိရပါတယ်။မေလ9ရက်နေ့မှာလင်းတီရွာအနောက်ဘက်မှာလည်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွေကတန်ရွဲမျိုးပေါ်နဲ့တိတ်မဝေးတော့ဘူး။အေးကလည်းတရွာပြီးတရွာပိမ့်ပြီးတော့ရှီတိုးလာနေပြီ။တန်ရွဲမျိုးပေါ်မှာတိတ်မကြခင်ထိတွေ့မှုတွေဖြစ်လာနိုင်တယ်။စစ်တပ်ဘက်ကတော့အမြောက်တပ်ရည်ရက်သင်းမောတွေနဲ့ရွာတွေဘက်ကိုတောက်လျှောက်ဆိုသလိုလက်နက်ကြီးတွေနဲ့ပစ်နေတယ်။ရဲသားပြည်သူတွေလည်းထိခိုက်မှုတွေရှိနေတယ်လို့ တန်တွဲမျိုးကစီရေးတရေအင်းမြစ်ကပြောဆိုထားပါတယ်တန်တွဲမှာတိုက်ပွဲပြင်းထန်နေတဲ့အတွက်ကြောင့်တထေးကြီးအားလျက်ဆက်စီမံကိန်းလဲရပ်ဆိုင်းသွားတယ်လို့သိရပါဗျ။အေအေကတထေးကြီးအားလျက်ဆက်စီမံကိန်း area နဲ့လင်းတီရွှေလေးရှင်စောပြင်ကြေးရွာတို့အနီးတစ်ဝိုက်ကိုဝိုင်းရံပိတ်ဆို့ထားတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကလည်းလင်းတီရွှေလေးရှင်စောပြင်ဂွေချောင်းနဲ့စီမံကိန်း area အနီးကိုတပ်ဖြတ်ထားတဲ့အပြင်ဇီကျွန်း၊ကပြူချိုင်မြင်းဆိုင်မော်ပြင်ရောင်းစတဲ့ကြေးရွာများဘက်ကိုလည်းတပ်ဖြတ်ထားတယ်လို့သိရပါဗျ။စစ်တပ်ဘက်ကတော့အထိနာတိုင်း တန်ရွဲမျိုးပေါ်ကိုပြန်ပြီးတော့တက်ပြေးတော့တာပဲအေအေကတော့တန်ရွဲမျိုးပတ်ပတ်လေကရွာတွေကိုတဖြည်းဖြည်းနဲ့တိမ့်လာနေတယ်လို့တန်ရွဲမျိုးကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်တန်ရွဲကတိုက်ပွဲတွေကြောင့်ခြေရွာ15ရွာထက်မနည်းကဒေသခံပြည်သူတထောင်ခွဲခန့်ဟာအိုးအိမ်ကိုစွန့်ခွာထပ်ပြေးတိမ့်ရှောင်နေရပြီးအများစုဟာတန်ရွဲမျိုးပေါ်မှာတိမ့်ရှောင်နေရတယ်လို့သိရပါတယ်စစ်ဆောင်ပြည်သူများအတွက်နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာတွေအရေးတကြီးလိုအပ်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့တရင်တပ်ဖွဲ့များမှဆယ်တော်မူဖျားပုံတော်ကိုကတ်ပြီးတော့ဆယ်တော်မူဖျားဂါရာပရိတ်တော်နဲ့ဂုံတော်ကိုရွတ်ဖက်ပူဇော်ကြရန်အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လိုင်ကညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆွေတော်မူဖျားဟာရွှေကုံစီတီတော်ရဲ့အင်္ဂါတောင်းနဲ့ဘောပကယုံတို့ကြားမှာရှိတဲ့အာယုံခံတစောင်းမှာတည်ရှိပြီးတော့ အဲ့ဒီဆေတော်မူဖုရားရဲ့ဓာတ်ပုံများကိုနိုင်ငံတော်မှာရှိတဲ့တရင်တပ်ဖွဲ့များမှာကူးကွယ်ကြရန်ဆေတော်မူဖုရားရဲ့ဂါရာတော်ကိုလည်းနှိမ့်ညမပြတ်အဓိဋ္ဌာန်နဲ့ရွတ်ဆိုကြရန်ညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါဗျ။အကြံဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကလွန်ခဲ့တဲ့လပိုင်းအတွင်းကဆေတော်မူဖုရားကိုလျှို့ဝှက်ရောက်ရှိလာပြီးတော့ရရရာခြေခဲ့တယ်လို့သိရပါဗျ။ဆေတော်မူဖုရားပုံတော်ကိုကူးကွယ်ပြီးတော့ဆေတော်မူဖုရားဂါရာကိုမနက်၉ခေါက်ည၉ခေါက်ရွတ်ခိုင်းတယ်ဆေတော်မူဖျားကာရာကိုရွတ်ဆူရခြင်းကြောင့်အခက်အခဲညံဖင်းတွေကနေပြီးတော့ကန်ဆယ်တော်မူမယ်ပေါ်လို့ တက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိမှာစေကောင်းစီကစေတော်မူဖျားပုံတော်စေတော်မူဖျားဃာရတော်စာအုပ်များကိုတင်းချီရိုက်နှိပ်ထုတ်ဝေပြီးတော့တရင်ထက်ဖွဲ့များအားလုံးနဲ့ဌာနဆိုင်ရာတချို့မှာဖြန့်ဝေနေတယ်လို့သိရပါတယ်စေတော်မူမြက်စွာဖျားဃာရတော်ကိုရွတ်ဖက်ရတဲ့အချိုးကျေးဇူးများအနေနဲ့အခက်အခဲကံစိုးကံညံ့များကနေပြီးတော့ကံစေတော်မူခြင်းကအဓိကဖြစ်ပြီးအခြားသောအချိုးရလတ်များအနေနဲ့လူချစ်လူခင်ပေါ်များခြင်းကျမ်းမာချမ်းသာခြင်းအနေရဲ့ဇိုးများကွင်းဆောင်ခြင်းရန်သူမျိုးငါးပါးကနေကင်းဝေးစေခြင်း မိမိပြောဆိုသည်မှဇကားအားလုံးအောင်မြင်ခြင်းလက်လာဘပေါ်များခြင်းထိပေါက်ခြင်းသို့မဟုတ်ထိပေါက်သလိုမျိုးငွေဝင်ခြင်းစတဲ့အကျိုးကျေးဇူးများကိုရရှိနိုင်ကြောင်းစေတော်မူဘုရားဂါရာစာအုပ်မှာရေးသားထားကြောင်းပြင်ရရှိပါれခမညာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်ခရိုင်မန်စီမြို့နယ်မန်စီမြို့အတွင်းမှာမေလ12ရက်နေ့ညနေပိုင်း၄နာရီအချိန်ကစေကောင်းစီတပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ကြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တဲ့အတွက်ကြောင့်မန်စီမြို့မှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်များမီးလောင်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့များကမြို့တွင်းမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်များအတွင်းကိုဝင်ရောက်ခိုးအောင်က KIA နဲ့ KPDF တပ်ဖွဲ့များ ချောင်းမြောင်ပစ်ခတ်ခဲ့ခြင်းကြောင့်မြို့တွင်းမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ရခြင်းဖြစ်ကပြည်သူတွေရဲ့နေအိမ်များမိလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းကိုမြေပြင်သတင်းအင်းမြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့မြို့နယ်ရဲတပ်ရင်းတပ်ဖွဲ့တွေကစခန်းတွေမှာမနေတော့ဘဲနဲ့မြို့တွင်းမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေထဲကိုဝင်ပြီးတော့နေရာယူကြတယ်သူတို့ရွေးဝင်တဲ့အိမ်တွေဆိုတာကလည်းအုတ်တက်ကွန်ကရစ်လောင်းထားတဲ့အထက်မြက်နေအိမ်တွေထဲမှာနေရာဝင်ယူကြတာလေအဲ့ဒီအိမ်တွေကမြို့ထဲမှာတော့အကောင်းဆုံးသောအိမ်ကြီးရခိုင်တွေလို့ပြောလို့ရတာပေါ့ ဒီတိုင်းနေရာပဲဝင်ယူတာလို့ဆိုကိစ္စမရှိဘူးလေအခုကအဲ့ဒီပြည်သူတွေရဲ့နေအိမ်တွေကနေပြီးတော့ KIA နဲ့ PDF တွေမြို့ထဲဝင်လာတဲ့အချိန်မှာချောင်းချောင်းပြစ်ခတ်ကြတော့ဟိုကလည်းပြည်သူတွေရဲ့နေအိမ်ဆိုပြီးတော့ငဲ့လို့မရတော့ဘူးလေလက်နက်ကြီးတွေ RPG တွေ40မမဗရင်လက်ထောက်တွေနဲ့ဒရဇက်ပြစ်ခတ်ကြတော့တာပေါ့ဒါကြောင့်မို့ပြည်သူတွေရဲ့နေအိမ်တော်တော်များများမီးလောင်ပျက်စီးသွားတယ်တချို့မီးမလောင်ပဲကြံရှိနေတဲ့နေအိမ်တွေဆိုရင်လည်းရစရာမရှိအောင်ကိုပျက်စီးသွားတယ်တကယ်ပဲပြည်သူတွေအများကြီးနဲ့နာရတာဘောလို့ပြောဆိုခဲ့ပါဗျ ်မိလောင်ပြက်စီးခဲ့ရတဲ့ပြည်သူတွေရဲ့နေအရေးအတွက်ကိုတော့စီးရင်အတိအကျကိုသိရှိနိုင်ဖို့အတွက်ဆက်လက်စုံစမ်းနေသေးဖြစ်တယ်လို့သိရပါတယ်မန်စီမျိုးတွေမှာပြစ်ခတ်တိုက်ခိုက်မှုတွေမှာနှစ်ဖက်တပ်ဖွဲ့များဘလောက်ထိခိုက်ကြဆုံးလဲဆိုတာကိုလည်းဆက်လက်စုံစမ်းနေသေးဖြစ်တယ်လို့သိရပါဗျ။ KIA က၎င်းတို့ရဲ့မျိုးသိမ်းတိုက်ပွဲများကြောင့်ပျက်စီးဆုံးရှုံးခဲ့ရတဲ့မျိုးရွာများမှာရှိတဲ့ပြည်သူများရဲ့နေနာမှုအတွက်ဆုံးရှုံးခဲ့ရတဲ့မူလတန်ဖိုးအတိုင်းပေးရောင်းနိုင်ခြင်းမရှိသေးတော့လဲပျက်စီးသွားတဲ့နေအဆောက်အအုံများကိုပြန်လည်တိဆောက်ပေးခြင်း ပြင်းစင်နေထိုင်စီရန်အတွက်ငွေကြေးလုံအားအထိုက်အလျောက်မတည်ပေးကပြည်သူများအပေါ်ကိုကျင်းနာနားလဲစွာနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုစွန့်စွန့်တမန်နဲ့အင်တိုက်အားတိုက်လှုပ်ဆောင်နေကြောင်းကို KIA တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ကထိန်းချုပ်ထားနိုင်တဲ့မြို့ရွာများမှာတွေ့မြင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့ချန်ပီယံနယ်မြောက်ပိုင်း1027စစ်စင်ရေးအတွင်းမှာဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တုံးဗန်းများတွေက42ဦးကို MNDAA ကပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ MNDAA ကပြန်လွှတ်ပေးလိုက်တဲ့သူများမှာကျမ်းမာရေးမကောင်းသူများ၊ဒဏ်ရာရရှိသူများ၊ခြေလက်အင်ကာဆုံးရှုံးထားသူများ တက်ကြီးရွယ်ဦးများပါဝင်ကြောင်းသိရှိရပါတယ်။မေလ10ရက်နေ့ကစစ်တုံးမှန်42ဦးကို MNDAA ကတာဝန်ရှိသူများကလမ်းစီအများကိုပေးရပြီးတော့အားပေးစကားများကိုပြောကြားကာကားများနဲ့ပြန်လည်ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။